ကဲကိစ္စလေးတွေနည်းနည်းပြောပြခြင်း ਨੇ ကျွန်တော်တို့ရဲ့ Heroji Online ဆန်းကတော့ဒါဂျပန်နိုင်ငံမှာအချင်းပါပြုလုပ်ခဲ့တဲ့ One Year 173ပြိုင်ပွဲကြီးမှာဟိုအဖွင့်စုကြီးကိုဒါရောက်ယူပြီးတကလာမှာဒါကျွန်တော်တို့အဲ့ဒီမှာပဲများစွာဖြစ်ဖြစ်မှုเนาะအများစွာတက်ကမှ future ရဲ့ဖြစ်တွေဖြစ်တဲ့ဒါ rotten နဲ့ပတ်သက်တဲ့ဖြစ်ရတွေပြီးခဲ့ပြီးတဲ့နောက်ပိုင်းမှာသူမိသားစုနဲ့တူတူပဲ အမေရိကန်နိုင်ငံကိုပြန်လေရောက်ရှိခဲ့ပြီပေါ့နော်ဆိုတော့ဒီကနေ့မှာတော့ဒါရော့တန်ကဂျပန်နိုင်ငံကိုရောက်ရှိရောက်တုံးခိုက်မှာဒါရော့တန်ရဲ့လေ့ကျင့်မှုတွေကိုချပြခဲ့တယ်ပေါ့နော်အထူးသဖြင့်တော့သူကဒီရော့တန်စီကနေပညာယူတာဗျဟိုအောင်လာဆန်ကအခုချိန်မှာနီးပြတဲ့ရောက်အနေနဲ့ဗျာ ဒါလူတိုင်းလူတိုင်းကိုပညာတွေသင်ကြားပေးနေပြီဆိုရိကကြတော့သူ့အနေနဲ့ဒါ Rotten စီကနေလေပညာယူရမှာပဲ Rotten က1 champion ရှိမှဘယင်းသစ်စုဖြစ်တယ်เนาะဆိုတော့ Rotten မှာကမွေးထိုင်းနဲ့ပတ်သက်တဲ့ပညာတွေကအများကြီးပဲเนาะပညာတွေစုံလို့လေသူ့ကိုထိတ်သနစ်အားရအောင်ပြပူပီခဲ့တာဖြစ်တယ် Rotten ရဲ့ပြိုင်ဘက်ကကန်လိုက်တဲ့ high kick ကိုဒါ Rotten က အာဘဲဘက်လက်ကနီချုပ်လိုက်ပြီးတော့ရအောင်ချုပ်လိုက်ပြီးတော့ဒီညာဘက်လက်နဲ့ဗျာဒါပြိုင်ဘက်ကိုစော်လိုက်တဲ့တိုက်ကွက်ကအင်မတန်မှခစ်စားပါတယ်ဒါကြောင့်မလို့လေအောင်လအဆန်းကဒါပြိုင်ဘက်ကန်လိုက်တဲ့ခြေတော့ကိုဒါမွေထိုင်းပညာနဲ့ဘလိုမျိုးချုပ်ပြီးတော့ရအောင်အမိဖမ်းပြီးတော့ဒီဘက်လက်နဲ့ပြန်ချမလဲဆိုရရီရော့တန်စီကနေတင်ချခဲ့တယ်ဗျာဆိုတော့ဒီကနေ့မှာတော့ဒါကလူမျိုးဒါ rotation နေမကောင်းဖြစ်တော့ကလေ online အစားမဲရှေးဆုံးကနေရက်တည်ပြီးတော့စေုံပို့ပေးခဲ့တာကအဆောက်ပို့လေကျွန်တော်အများဆိုတွေးခေးရတွေပေါ့နော် ဆိုတော့ဒီကနေ့မှာအောင်လအစမ်းရေကိုမင်းအော်ဒီမှာဗာတွေ့ရလဲဆိုတော့ဒီဟိုအောင်လကသာရောချန်ကိုညီလေးညီလေးလုပ်နေတာနော်ဒီရောချန်ကမြန်မာနိုင်ငံကိုအထင်မကြီးဘူးမြန်မာပြည်နဲ့ allergic ရှိတယ်ဆိုပြီးတော့များစွာပေါ့ဗျာရောချန်ကိုအဲ့လောက်တည်းထိမကောင်းပေးဘူးရောချန်ကမြန်မာပြည်သူပြည်သားတွေကိုဆော်ဝါးခဲ့တဲ့အကြောင်းမျိုးစုံပြောချရတယ်ပေါ့နော်ဆိုတော့ရောချန်နဲ့ဒီကျွန်တော်ရဲ့ Joshua Van ကိုလည်းရှင်ရှင်ကြတော့ကျွန်တော်နေတွေ့ရတယ် ဆိုတော့ online ဆန်ကတော့ Rotten နဲ့ Joshua Bain ကိုရှင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘသူကိုကောင်းလဲဆိုတာသူ့ရဲ့အမြင်ကိုပြောပြခဲ့တယ်ပေါ့နော်ဒီ Rotten ဟာတဲ့ဒါ one championship မှာเนาะအောင်မြင်ခဲ့ပြီးပြီလို့ပြောလို့ရတယ်เนาะဘာဘာကြောင့်လဲဆိုတော့ Rotten ဟာ one championship မှာ champion ကပတ်တွေရယူခဲ့ပြီးပြီဗျာသူ့အနေနဲ့အောင်မြင်ပြီးပြီ Instagram မှာဆိုရင်လည်း follower ကသန်းကြီးရှိတယ်ကမ္ဘာပေါ်မှာသူ့ရဲ့ပရိသတ်တွေကအများကြီးပဲဆိုတော့ Rotten ကအောင်မြင်ခဲ့ပြီးပြီတဲ့သူတွေရော เนาะဒါအခု Joshua Van ကျတော့အောင်းမြင်တယ်ဒါပေမဲ့ကျွန်တော်တို့ title ကိုမရသေးဘူးကျွန်တော်တို့ရဲ့ Joshua Van ကဒီလာမဲ့ Champion စိန်ခေါ်ပွဲကြီးမှာ Champion ကပတ်ရရဆိုပါဆိုနောက်ပွဲတွေမှာလည်း Champion ကပတ်ကိုကာကွယ်နိုင်မယ်ဗျာဆိုတော့အနေထားက online ဆန်ပြောနေတာက Joshua Van ဟာဒီ Rotten ထက်ပုံမူပြီးတော့ကောင်းတဲ့ fighter လေးဖြစ်နိုင်တယ်เนาะသူအနေနဲ့ပိုလေးအောင်မြင်နိုင်တယ်အလားလားအင်မတန်မှကောင်းတယ်ဒါမဲ့လောလောဆယ်အချိန်ဒီမှာတော့ဘယ်သူကပိုကောင်းလဲဆိုရင် ဘသူကဘလို့အနေထားရှိနေလဲဆိုရင် Rotan ကအောင်မြင်ပြီးပြီးတဲ့လူတယောက်နဲ့အောင်မြင်ဖို့အလားအလာအရောက်မှာကောင်းနေတဲ့လူတယောက်နေနဲ့နှိုင်းရှင်ပြားထားဖြစ်တဲ့အတွက် Rotan ကတာအနေကြောင့်အောင်လန့်အဆန်ကပြောသွားခဲ့တာပြီးဖြစ်ပါတယ်နော်ပရိသတ်တွေဘလို့ထင်လဲဟို Rotan နဲ့ Joshua Van Thuy ဘသူနိုင်မယ်လို့ထင်တယ်ပြောခဲ့ကြပါအောင်အများအားဖြစ်တော့ Rotan ကမွေးစားသားအနေနဲ့ဒါတတ်မှတ်ထားကြဖြစ်တဲ့အတွက် Joshua Van လို့ကိုတူကိုထက်ကြိုးစားရသူနဲ့နှိုင်းရှင်ဖို့အတွက်မသိမ့်တော်ဘူးလို့အောင်ပြောကြတယ်အဲ Joshua Van ကအင်မတန်မှကပတ် စင်မြင့်ဆုံးအဖွဲ့အစည်းမှာကစားနေတယ်။ကျွန်တော်တို့ဒီ Rotten ကျတော့အာရှအစင်မြင့်ဆုံးအဖွဲ့အစည်းမှာကစားနေတယ်မတူဘူးဆိုပြီးတော့ပြောဆိုကြတာလေးရှိပါတယ်နော်။